မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အတွက်မိုးလေဝသနဲ့ဇလာပိတာတတိယကိုနေပြီးတော့မိုးလေဝသနဲ့ဇလာပိတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညပူချိန်အခြေအနေများမှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တော့နှစ်ဒီဂရီဆက်စီရဲ့ရောင်းနေခဲ့ပြီရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တို့ထက်နှစ်ဒီဂရီဆက်စီရဲ့ပိုခဲ့က ျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ်။မြို့လိုက်ထူကြတဲ့ညပူချိန်ချိန်တွေများမှာအခါမျိုးမှာ9ဒီဂရီဆက်စီယံ၊တိရိမျိုးမှာ10ဒီဂရီဆက်စီယံ၊လွိုင်းလင်းမျိုးမှာ10ဒသမ4ဒီဂရီဆက်စီယံ၊ပင်လောင်းမျိုးမှာ9ဒသမ10ဒီဂရီဆက်စီယံ၊ဟဲဟိုမျိုးမှာ10ဒသမ10ဒီဂရီဆက်စီယံ၊ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မျိုးမှာ10ဒသမ4ဒီဂရီဆက်စီယံ လာရှိုမြို့မှာ17ဒီဂရီဆက်စီယံဟုံမလင်းမြို့မှာ12ဒီဂရီဆက်စီယံနဲ့ပြင်းဦးလင်းမြို့မှာ12.5ဒီဂရီဆက်စီယံတို့ဖြစ်ကြပါတယ်။မတားဝယ်ရာမွေချင်းညမှာမြေမျိုးမှာ1.33လက်မရေမျိုးမှာ3.5တလက်မကော်ကရစ်မျိုးမှာ3.3လက်မနဲ့ဒဝဲမျိုးမှာ3.1လက်မတို့တိုင်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လယ်တနအိခွဲချင်းမိုးလေဝသကြိုးလိုမှဖောင်းရရှိတဲ့ပုံရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်ကင်းစင်တလောင်ရှိနေပြီဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတိမ်နေငယ်ဖြစ်တော်နေကကပ်ပလီပင်လယ်ပြင်နေကြံမင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်မှတိမ်တူတက်နေပါတယ် မြန်မာနိုင်ငံပေါ်မှာကတော့ရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးရိမ်တောင်များဖြစ်တွမှုအကောင်းရရှိပြီးအဆိုပါမိုးရိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ကျုံခြင်းမိုးကြိုးပစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးတီကျွေးခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရဲ့အကြံပြုရပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှဲငယ်ဖြစ်ထွန်နေရကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ AVR ရောင်းနေနေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြမမြမကန်ရိုးရဲတရှောင်းနဲ့ကန်လိုပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေကန်ရှိနေပါတယ်။မနက်ဖြန်မနက်ထီခက်မှန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာစိတ်စိတ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနေ AR တိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုတစ်ချုံရောပါမယ်။ ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာအများအပြားတာယာပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာတိမ်တင်တင်ဖြစ်ထုံပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလာပိတာခံမှန်းချက်များကိုတင်ပြပါမယ်ရှင် Thank you. နေပြည်တော်နဲ့နေတိုင်းအတွက်မျက်ဖြာမနှက်သည့်မိုးလေဝသအခြေအနေခံမှန်းချက်မှာအများအပြားတာယာပါမယ်အနှိမ့်ဆုံးမူချိန်မှာ20ဒီဂရီဆက်စီရဲ့68ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ37ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်နေတော်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။အနှိမ့်ဆုံးဘူးချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်ဤတဝိုက်အတွက်မဖြစ်မနေသည့်မိုးလေဝသအခြေအနေခံမှန်းချက်မှာအများအပြားတာယာပါမယ်။အနှိမ့်ဆုံးဂူချိန်မှာ19ဒီဂရီဆက်စီယပ်66ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးဂူချိန်မှာ34ဒီဂရီဆက်စီယပ်63ဒီဂရီဖာရန်ဟိုက်ရှိနေပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်စကမ်းနယ်ဒေသကြီးထပ်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအူချိန်များအနည်းငယ်လျော့နေနိုင်ပါသည်။လာမယ့်စနေတနင်္ဂနွေနေ့အားလည်ရများအတွက်မိုးလေဝသခံမှန်းချက်များမှာ နေပြည်တော်မှာအများအဖြစ်တာယာပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာ နေရာကွက်ကြားမုတ်ထချုံရွာပါမယ်။မန္တလေးတိုင်းဒေသကြီးမှာ အများအဖြစ်တာယာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလက်နှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာတရမြပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။